နာကျေမြောက်ထားတတ္တဟတွင်မာရပယ်လံပလင်းပြံမှာဧတတုစုဇတ်တော်မူလည်းံជីပြူငိမ့်ရန်ပလင်းနှံကို ဖြောင်းတန်းစဟုစိမ့်စိမ့်ရှုလည်းံသုံးလူရှင်ပင်ပျောစားွှင်သည်ជីလင်းညွနုပွဲပေကို နှချိန်မြောက်ထားတတဟတွင်မာရပဲလံပလင်ပြမဧတံတုစုဇတော်မူလယជីပြူငိမ့်ချံပလင်နံကိုဖြောင်းတန်းစခုစိမ့်စိမ့်ရှုလယသုံးလို့ရှင်ပင်ပြောဆန်းွှင်သည်ជីလင်ညွနုပွဲပေကို နာကျင်းမြောက်ထားတတ္တဟတွင်မာရပလံပလင်ပြံမဧတတုစုဇတ်တော်မူလယជីပြူငိမ့်ချပလင်နှံကိုဖြောင်းတန်းစကုစိမ့်စိမ့်ရှုလျက် သုံးလို့ရှင်ပင်ပျော်စံရွှင်သည်ကြည်လင်ညွနုဘွယ်ပေကိုအဲဒီဆရာတော်ဘုရားကြီးကဘုရားရှင်ကိုယ်တော်မြတ်ပန္လင်္ဂတတ္တဟာကနေပြီးတော့အနိမိတာတတ္တဟာကိုကြွတော်မူတဲ့အကြောင်းကိုအဲ့ဒီလိုလင်္ကာတိကုံးမီတော်ဆက်ဆူပူဇော်ခဲ့ပါတယ်။ဥဒ္ဓနမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာမာသကရတရားနဲ့သုံးခုကဆုံးလာပြည့်နေမှာဘုရားဖြစ်ကိုရောက် ။ပသုံးလိုက်ပြီးကျော်တရက်နေ့ကနေပြီးတော့ခုနှစ်ရက်နေ့တိုင်းတိုင်းဖျားဖြစ်တော်မူရာမဟာဘောဓိမံတိုင်။ဘာဘောဓိမံနဲ့ပလင်တော်ထက်မှာခုနှစ်ရက်ပဲလို့ဇန်နေတော်မူပြီးတဲ့နောက်ဘယင်ကတော်မြတ်ကပလင်တော်မှာခုနှစ်ရက်ပဲလို့တမပတ်ချမ်းသာခံစားပြီးတော့ဇန်နေတော်မူတော့ကိုအချို့အချို့သောနတ်မြမာရရဲ့တန်တမှာဒီလိုတန်တရာဖြစ်တဲ့ညစွာဘုရားသည်ဘုရားဖြစ်ပြီးတော့ပလင်ဘောကမထကြည့်ဘူး တကယ်ဖះမဖြစ်သေးဘူးနေမှာဖះပြောင်းကျင့်ရမယ်အကျင့်ဂုံကျေးစုတစ်ခုခုတော့ရှိသေးတယ်နဲ့တူတယ်လို့ဒီလိုယုံမှတန်တရားဖြစ်အဲ့ဒါမြတ်စွာဘုရားကသမဘက်ကထလာတဲ့အခါအဲ့ဒီအကြောင်းကိုသိပြီးတော့ဒီနတ်မြမာတဲ့ယုံမှတန်တရားကိုဖြောက်မယ်ဆိုပြီးကောင်းကင်ကိုပြန်တက်ရေအစုံမြေအစုံမြေအစုံရေအစုံ ရေမိအစုံစုံအပြန်ပြန်လာလဲယမိုက်ပြာတိဟာလို့ခေါ်တယ်ယမကတကုတ်ပြာတိဟာကိုပြတော်မူပြီးတော့မြတ်စွာဘုရားသည်နတ်မြမာတိရဲ့ယုံမတန်တရားကိုပယ်ဖြောက်အံဩဘနဲ့ရေမိစုံစုံတကုတ်တွေပြပြီးတဲ့နောက်မှာမဟာဗောဓိမံနဲ့အပ္ပရာဇိတပလင်တော်ကနေအရှိအမြောက်အရက်ကိုသွားပြီးတော့အရှိအမြောက်ရက်ကနေပြီးတော့သောသောက ထိုင်နေတော်မူခဲ့တဲ့အပ္ပရာဇိတပလင်တော်ရှိရာဘက်ကိုမျက်နှာမူပြီးတော့ရှင်သာအစက်နဲ့ထုလို့သွန်းထားတဲ့ကျုပ်ဝါဆင်းတို့တော်အလားလှုပ်ရှားခြင်းမရှိဘဲနဲ့ငြိမ်သက်ပြီးတော့မမိတ်သောမျက်လုံးနဲ့ဘာသည်ဤအပ္ပရာဇိတပလင်တော်မှာသမီးညွတ်ရွှေညံတော်ကိုရရှိပြီးတော့ဘုရားအဖြစ်ကိုရောက်ခဲ့လေပြီတကားလို့ဆင်ခြင်ဆက်စားအောင်မေပြီတော့ လေသင်ချေကမာတသိဉ္စာစီပုခဲ့သောပါရမီတို့၏အကျိုးဖြစ်သည့်အရဒမဉ္စံတပင်ညတဉ္စံကိုရတော်မူရာအဘရာဇိတာပလင်မဟာဗောဓိပင်ကိုမျက်လုံးတော်မမိတ်ဖဲနဲ့ကြည့်ရှုပြီးတော့ခொနည်းပတ်လုံးနေတော်မူတယ်ဒါကိုပဲဥစဉ်တော့အနိမိတာတတ္တဟအနိမိတာစေတီဆိုပြီးဒီလိုသုံးပါတယ် ါကဘယ်ကနေဘယ်ရှိတော့ဆိုရင်ဥစဉ်တော့ကဆုံးလာပြီးတော့တရက်နေ့ကနေပြီးတော့ရှင်းရနေဒီကပလင်းတော်အထမှာခုနှစ်ဘတ်လုံးထပ်ပွဲပွက်ကိုစံနေတော်မူတယ်။အဲဒီကနေနတ်မြမာရိယတန်တရားကိုပြောက်ပူရကောင်းငင်ကိုပြန်တက်ပြီးတော့ဇမိုက်ပြာတိဟာတကူပြတော်မူတယ်။အဲဒီကတကူပြပြီးတော့ပြန်ဆက်ပလင်းတော်ရဲ့ရှင်းအမြောက်ရက်ကနေပြီးတော့ပလင်းတော်ကိုစိတ်စိတ်ကြည့်ရှုပြီးတော့နေတော်မူတယ်။မမိတော့မျက်လုံးနဲ့အဲ့ဒါက ကဆုံလာပြည့်တော်ရှိရနေ့ကနေပြီးတော့၁၄ရက်နေ့တိုင်တိုင်အဲ့လိုကြည့်ရှုတော်မူတယ်တဲ့ဒါအနိမိတာစေတီအနိမိတာတတ္တာဟခொနရက်ပါလုံးဘုရားအဲ့တိုင်စံနေတော်မူတယ်